ပြန်လည်စစ်ဆေးသုံးသပ်မှုတွေအပြီး American နိုင်ငံတကာဖွံ့ဖြိုးရေး Agency USA ရဲ့နိုင်ငံတကာအထောက်အပံ့စီမံကိန်းတွေတဲက83ရာခိုင်နှုန်းကိုပယ်ဖျက်လိုက်တယ်လို့ American နိုင်ငံသားကြီးဝန်ကြီးကပြောကြားခဲ့ပါတယ်။သမ္မတ Trump က USA ရဲ့လုပ်ငန်းလည်ပတ်မှုတွေကိုယာယီဆိုင်းငံ့ပြီးပြန်လည်ဆန်းစစ်ဆေးဖို့အမိန့်ပေးခဲ့တဲ့နောက်သတင်း6ပတ်အကြာမှာနိုင်ငံသားကြီးဝန်ကြီး Marco Rubio ကအခုလိုမှတ်ချက်ပေးခဲ့တာပါ။တနည်းအားဖြင့်တော့ ကောင်းမွန်တဲ့ရည်မှန်းချက်တွေနဲ့ဆယ်စုနှစ်ပေါင်းများစွာအချင်းယူတည်ဆောက်ခဲ့ရတဲ့ဖွံ့ဖြိုးရေးအထောက်ပံ့ပေးရေးကဏ္ဍအသီးသီးဟာစီမံကိန်းတစ်ခုလုံးစာပမာဏမျိုးပယ်ဖျက်ခံရတဲ့သဘောပါ USA ရဲ့နိုင်ငံတကာထောက်ပံ့ရေးစီမံကိန်းပေါင်း6200တဲက5200လောက်ကိုဖျက်သိမ်းသွားမှာဖြစ်တယ်လို့ Rubiro က Marshall ဆယ်ရက်နေမှာပြောကြားခဲ့ပါတယ်အဲ့ဒီလိုထိရောက်ပြက်သားတဲ့အပြောင်းအလဲတွေကိုဖန်တီးဖို့အတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေကအချင်းယူအပင်ပန်းခံပြီး ချိုချိုဆဆလှုပ်ဆောင်ခဲ့ကြတယ်လို့လဲရူဘီရိုကသူ့ရဲ့လူမှုကွန်ရက်မီဒီယာ X အကောင့်မှာရေးသားထားတာပါအခုအစီအစဉ်မှုတွေကိုနိုင်ငံခြားရေးဝန်ကြီးဌာနအပြင် Elon Musk ဦးဆောင်နေတဲ့ American အစိုးရအသုံးစရိတ်ခြေတာရေးလုပ်ငန်းစဉ်တွေကိုကြီးကြပ်တဲ့ဌာန DOGE ကပါပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့ရူဘီရိုကဆိုပါတယ် USA ရဲ့နိုင်ငံတကာအထောက်အပံ့တွေပမာဏအလုံးအရင်းနဲ့ပယ်ဖျက်မဲ့ကိစ္စအပေါ်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကတော့တိကျမှတ်ချက်မပေးသေးပါဘူး။ ပြီးတော့လွှတ်တော်ရဲ့ထောက်ခံမှုမပါဘဲအဲ့ဒီလိုမျိုးနိုင်ငံတကာအထောက်ပံ့တွေကိုအစိုးရရဲ့ကိုပိုင်သဘောဆန္ဒနဲ့ဖြတ်တောက်မှုကတရားမဝင်ဘူးဆိုတဲ့ဆွဆွဲဝေဖန်မှုတွေနဲ့ပတ်သက်လို့လည်းနိုင်ငံသားရေးဝန်ကြီးဌာနစီကတုံ့ပြန်မှုတွေမရှိသေးဘဲအထံတိတ်နေစေဖြစ်ပါရဲ့ရှင်။